ATW Construction Engineering Group ကနေဒီနေ့မှာတော့ဖူတင်နေမှာတန်ချောင်းတွေဘယ်လိုဆင်ရမယ်ဆိုတာကိုဒီဇိုင်းကုတ်တွေဖြစ်တဲ့ MNBC ACI 318ကုတ်တွေကိုမြင်ញမ်းပြီးပြောပြသွားပါမယ်။ဖူတင်ကြီးရဲ့အဓိကတာဝန်ကအဆောင်အုံဝန်တွေကိုမြေကြီးရဲ့ညီညီညာညာဖြန့်ကျက်ပေးဖို့ဖြစ်လို့တန်ချောင်းတွေကိုအောက်ခြေပိုင်းမှာအဓိကထားဆင်ရပါတယ်။ဖူတင်မှာဝန်အားတွေကအောက်ဖက်ကိုဆွေးအားတင်းရှင်းထိပေါ်စေလာမှုတန်ချောင်းတွေကိုဖူတင်ရဲ့အောက်ဆုံးအလွှာမှာအောက်ခြေကွန်ကရစ်ဖုံးလွှာကလ လီယာကာဘာယာယုံနှစ်ဖက်စလုံးကိုထောင်းမှန်ကြအောင်ခြိနှောင်ရပါတယ်။တန်ချောင်းအချက်နဲ့အကွာဝေးစပေးစင်ကဒီဇိုင်းတွေ့ချက်မှုအရသတ်မှတ်ထားတဲ့အတိုင်းအတည်အကျထိရပါမယ်။တန်ချောင်းနဲ့ချောင်းကြအကွာဝေးဟာတလက်မှကွဲဒါမှမဟုတ်တန်ချောင်းအချင်း DB ရဲ့အကြီးဆုံးတန်ဖိုးထက်မနည်းရပါဘူး။မြေကြီးနဲ့ထိတွေ့တဲ့ဖူတင်ရဲ့အောက်ခြေနဲ့ဘေးဘက်တွေမှာတန်ချောင်းဒီတန်ကြီးမတက်အောင်ကွန်ကရစ်ကာဘာအနည်းဆုံး၃လက်မှထားရပါမယ်။မြန်မာနိုင်ငံမှာဒီကာဘာမမှန်လာမျိုးရဲ့အများဆုံးတွေ့ရတဲ့လို့ စိုက်မှာတေးသေးချာချာစစ်ဆေးပြီးကာဘာဘလော့ဒီစနစ်တကျသုံးဖို့အရေးကြီးပါတယ်။ဖူတင်တန်ချောင်းဒီဟာကွန်ကရစ်ထဲမှာဝန်အားကိုအပြည့်အဝဆွဲနိုင်ဖို့လုံလောက်တဲ့အရှိ development land LD ရှိရပါမယ်။လိုအပ်ရင်တန်ချောင်းအစွန်းတွေကို90 degree ဒါမှမဟုတ်180 degree hook ကိုညွတ်ပေးရပါမယ်။ footing ကနေတက်လာမယ့် column တန်ချောင်းတွေဟာ footing ထဲကိုအနည်းဆုံး development length LD ရောက်အောင်ထိုးသွင်းထားရပါမယ်။ဒါကို towers လို့ခေါ်ပါတယ်။ဒီ tower တွေဟာ column ရဲ့ main reinforcement နဲ့ lap splice လုပ်ဖို့အတွက် column ရဲ့ကြမ်းခင်းအပေါ် floor level ကနေလူအပ်တဲ့ lap plant ရောက်အောင်ထောင်ထားရပါမယ်။ column tower area ဟာ column ရဲ့ main reinforcement area ရဲ့0.5%အောက်မနည်းရပါဘူး။ဒါဝယ်နဲ့ column main body ဆက်တဲ့ lab plan ဟာ design တစ်ချက်မှုအရာသတ်မှတ်ထားတဲ့အရှိအတိုင်းရှိရပါမယ်။ column က compression ဖြစ်တဲ့အတွက် class B lab splice ကို 1.3LD သုံးရပါမယ်။ဒီ video မှာတော့ footing တွေရဲ့တန်ကြောင်းစင်ပုံတွေကိုကုတ်တီအရာပြောပြပေးထားတာပါ။ဆွေးနွေးကြင်တာများ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်။